CSC ဝါသနာရှင်များမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ညဝီပြီးတော့မယ်အပိုင်းကတော့ link block စက်ရုံကိုလေ့လာခြင်းအပိုင်းဖြစ်ပါတယ် CSC အုပ်လုပ်ရမှာတဲရေဘီလက်မြေရေဖုန်းရေရောဆက်လို့ရှိရင်ရေဘောအုပ်တော်၎င်း CSC block တွေတော့၎င်းရရှိပါတယ်ဒီခုမြင်တွေ့ရတဲ့စက်ရုံမှာတော့သူကဘီလက်မြေကိုသူကြိုက်တဲ့ဘီလက်မြေကိုသူတုံးထားတယ်တခြားဘီလက်မြေတွေလည်းတုံးလို့ရပါတယ် alpha ro ro စားစားရှိတဲ့ဘီလက်မီမှာကိုကြိုက်ရဘီလက်မီကိုတုံးလို့ရပါတယ်ဒီလိုတုံးတဲ့နေရာမှာဆိုလို့ရှိရင်အမြုပ်ဆက်တစ်ခုလိုပါတယ်အမြုပ်ဆက်ကိုလည်းဈေးကွက်ထဲမှာ9သိန်း8သိန်း9သိန်း10သိန်းအစားစားဝယ်ယူလို့ရပါတယ်မိမိကိုယ်တိုင်လည်းလုပ်လို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေထဲမှာအမြုပ်ဆက်ကိုကိုယ်တိုင် လုပ်ယူလို့ရတဲ့ဤပညာတွေလည်းကျွန်တော်တင်ထားပါတယ်ဒါပေမဲ့အမြုပ်ကောင်းခြင်းမကောင်းခြင်းကတော့မိမိဖန်တီးတဲ့လူရဲ့ အပေါ်မှာပဲမူတည်ပါတယ်အမြုပ်ဆက်တီကတော့ဘာမှလည်းဈေးမများပါဘူးကျွန်တော်တို့အမြုပ်ထုတ်တဲ့ဆက်တီကိုလူအပ်တဲ့နေရာမှာအမြုပ်ထုတ်ဆက်ကအဲ့အမြုပ်ထုတ်ဆက်ကိုတက်ဆင်မဲ့လေဦးတစ်လုံးလိုပါတယ်ကွန်ပရက်ဆာပေါ့နော်လေထွက်တဲ့ကွန်ပရက်ဆာတစ်လုံးလိုတယ်အဲ့အမြုပ်ဆက်ကို join မဲ့နေရာမှာ လီမှုတ်ဆက်ကလာတဲ့ပိုက်တစ်ချောင်းငယ်စီးဝင်ဖို့ပိုက်တစ်ချောင်းငယ်နှစ်ချောင်းပဲလိုပါတယ်ဒီအမြုပ်ဆက်ကိုပြင်ဆင်ပြီးပေးသွင်းရတယ်ဒီအမြုပ်ဆက်ကိုအမြုပ်ထွက်ဖို့အတွက်ကိုစီးရည်လိုပါတယ်ဒီစီးရည်ကလည်း AE27 softling 27 AE ဆိုတဲ့စီးကို Tiger Supply ကနေတင်သွင်းပါတယ်ဒံဟာကတော့30 kg ပါတယ်စေဘုံတစ်ဘုံဖြစ်ပါတယ်ဒီစီးကလည်းဈေးကွက်ထဲမှာဈေးတက်တာပါတယ်ဒီစီးကိုလည်းဖုန်းနံပါတ်နဲ့မှာယူလို့လည်းရပါတယ်နေရီကလည်း plan ဝယ်လို့လည်းရပါတယ် Tiger Supply က CAC အုတ်ထုတ်လုပ်သူများအသုံးဖို့အတွက် Socklin 27 EE ကို C ရတစရေရအစ40ရောပြီးတော့တုံးဆွဲလို့ရပါတယ်ဒီဟာကတော့ Qatar နဲ့ C ရဲ့အမြုံရဲ့အမြုံစေးရဲ့တိတ်သီးစာကိုချိန်ကျွယ်ပြသထားတာဖြစ်ပါတယ်အမြုံစေးတွေကွာခြားသွားတာနဲ့အများကျွန်တော်တို့အုတ်ထွက်တဲ့ quality တွေလည်းကွာခြားသွားပါတယ်။အုတ်ရဲ့အည်သွေးတွေကလည်းထုတ်လုပ်တဲ့လူတွေရဲ့တက်ကြွနဲ့ တက်ကနစ်တွေနဲ့ဤပညာတွေနဲ့သူတို့ရဲ့ကျွမ်းကျင်မှုနဲ့သက်ဆိုင်ပါတယ်သူတို့တွေပို့ပြီးတော့ကျွမ်းကျင်လာတယ်အုတ်ရဲ့ quality တွေကပို့ရေးကောင်းလာတဲ့အနေအထားမှာမြင်ရပါတယ်သူတို့ကြောင့် CSC အုတ်စလုပ်တော့မယ်ဆိုလို့ရှိရင်တဲ့ဘီလက်မီရေရရောမယ်ရောတဲ့အထည်တွေကိုကျွန်တော်တို့ကအမြုပ်ထုတ်ဆက်နဲ့အမြုပ်တွေကိုထုတ်ပြီးတော့ဒီအမြုပ်ထုတ်ဆက်ဆိုတော့မောင်းထက်လိုက်မယ်မောင်းထက်လိုက်ရင်အခုမြင်တွေ့ရတဲ့အတိုင်းအမြုပ်တွေကဘီလက်မီတွေမှာပျော်ဝင်ပြီးတော့ရောသွားပြီးတော့ ဘူပေါင်းလေးတွေကဘီလက်မီနဲ့ရောသွားသည်တိုင်အောင်ဘူပေါင်းလေးတွေမပေါက်ပါဘူးသူကလီယာနဲ့အဖြစ်နဲ့တဲရဲ့ဘီလက်မီရေရဲချားထဲမှာသူကဘူပေါင်းလေးတွေကသူ့ရဲ့လေယာအမီနဲ့ဘူပေါင်းလေးတွေဘူပေါင်းလေးတွေညောင်းညားစွာတည်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတာမန်ကွန်ကရစ်တုံးတုံးလောင်းလိုက်တာနဲ့စာလို့ရှိရင်ဒီအမြုပ်လေးထိုးထွက်လိုက်တဲ့အတွက်ကြောင့်အမြုပ်လေးတွေကပုတ်ကို꽈 သွားအောင်ဓူတွေကြီးသွားအောင်လို့ဖန်တီးပေးလိုက်တဲ့သဘောဖြစ်ပါတယ်။အဲဒါကြောင့်မို့ဒီလို CSC အမြုပ်တွေကိုထည့်လိုက်တဲ့အထဲမှာကျွန်တော်တို့ CSC အုပ်တွေကိုထုတ်လုပ်တဲ့နေရာမှာဖုံအမြုပ်တွေကိုထည့်လိုက်တဲ့အထဲမှာဆိုလို့ရှိရင်ရေဘောအုပ်တော်၎င်းရေမပေါ်တဲ့အုပ် CSC အုပ်တော်၎င်းရရှိနိုင်ပါတယ်ရေပေါ်အုပ်ကိုရရှိဖို့အတွက်ကိုကျွန်တော်တို့ကဒီထွက်လာတဲ့ပျော်ရည်တွေကိုတလီတာရှိတဲ့ခွက်နဲ့ချိန်လိုက်လို့ရှိရင်1000ရဲ့အောက် တိတ်သီးစာ1000ရဲ့အောက်မှာရှိတဲ့980တို့960တို့940လို့ရေပေါ်ပေါ်ပါတယ်ရေပေါ်မပေါ်တဲ့အားတွေကလည်း1000ရဲ့အထက်ရေပေါ်မပေါ်ပါဘူး1000 gram ဆိုတာကတော့1 kg 1000 gram ဆိုတာကတော့ရေရဲ့တိတ်သီးစာကိုသတ်မှတ်ထားတာဖြစ်ပါတယ်ရေရဲ့တိတ်သီးစာ1000 gram ရဲ့အောက် မှန်သမျှအုတ်တွေကအကုန်လုံးရေပေါ်ပေါ်ပါတယ်တိတ်သီးစာ1000ဂရမ်ရဲ့အထက်ကလေးကရေပေါ်မပေါ်ပါဘူးဒါကြောင့်ဒီလိုတဲ့ဘီလက်မီရဲ့ရေရဲတဲ့ကိုကျွန်တော်အညုံတွေကိုရောဆက်လိုက်ပြီးတော့နှံ့ဆက်အောင်ဒီလိုမြစ်စာကြီးတွေနဲ့တော့၎င်းဟိုဆက်ယုံတချို့တီးတီးလေးတွေဆိုရင်လည်းအုံမွေးလုံးလေးတွေနဲ့လောင်းကြပါတယ်တချို့တွေဆိုရင်လည်း dream machine လိုမျိုးလက်ကင်လှဲ့တဲ့ဆက်ကလေးတွေနဲ့လည်းဟိုယူရပါတယ်ကိုယ့်ရဲ့လုပ်ငန်းအကြီးအသေးပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ လုပ်ငန်းနဲ့သက်ဆိုင်ရာဒေတာတွေမှာတုံးရဆက်တီကိုမူတည်ပြီးတော့ရင်းနှီးကုန်ကြစည်းကကွာခြားသွားတာဖြစ်ပါတယ်တို့ဒီကြောင့်ဖွက်လာတဲ့ဒီလိုပျော်ရည်တွေကိုကျွန်တော်တို့ကတ်တာနဲ့ချိန်ပါတယ်အခုမြင်တွေ့ရတဲ့စက်ယုံမှာထုတ်လုပ်ထားတဲ့အုပ်ကတော့ 1000ဂရမ်ရဲ့အောက်980နာရောသူကတက်ပြီးတော့ခြတာတယ်ဒီအုတ်တွေကထွက်လာလို့ရှိရင်ခြောက်သွားတဲ့အချိန်တိုင်းရည်လိုပေါ်ပါတယ်ဒါကြောင့်ဒီဟာကိုကျွန်တော်တို့ကစံတတ်မှတ်ချက်အနေနဲ့1000ရည်ရဲ့တိတ်ကြီးစား1000ဂရမ်အောက်ဆိုရည်လိုပေါ်ပါပြီဒီဟာတို့သူ့ပျော်ရည်ဖြစ်ပါတယ်ဒါကြောင့်ဒီ CSC အုတ်ပျော်ရည်တွေကိုချိန်ဖို့အတွက်ဒီကာကသူ့ကိုတတ်မှတ်ထားတဲ့ခွက်လုံးရှိပါတယ်ဒီခွက်သေးကိုရေ1လီတာထည့်ပြီးတော့ကတ်တားလေးနဲ့ချိန်လိုက်လို့ရှိရင် ရေတလီတာတိတဲ့အချိန်မှာ1000ဂရမ်ကိုသူကပြနေပါတယ်ကတ္တာကလည်းကြီးကြီးသေးသေးကြိုက်တာကိုသုံးလို့ရပါတယ်ဒါပေမဲ့ဒီခွက်ကဲအလေးချိန်ရှိတဲ့အလေးချိန်ကိုတော့ကျွန်တော်တို့က0 setting မှာထားပြီးတော့ခွက်ကဲအလေးချိန်ကိုနှုတ်ထားပေးရပါမယ်ဒီခွက်ကအလေးချိန်ကိုနှုတ်ပြီးသားဖြစ်ရမယ်ဒီခွက်တဲကိုရေ1000ဂရမ်ရေတလီတာထည့်လို့ရှိရင်1000ဂရမ်မှာ digital နဲ့ပဲတော့၎င်းရိုးရိုးကတ္တာနဲ့တော့1000ဂရမ်မှာပြနေရမယ်တို့ရဲ့အကြောင်းဒီကို ကဒက်ဂျစ်တကတ်တာဆိုပိုကောင်းပါတယ်ဒက်ဂျစ်တကတ်တာဆိုရင်ဒါ zero setting ကိုပြထားတဲ့အနေအထားဖြစ်ပါတယ်ခွက်ကဲအလေးချိန်ကိုနှုတ်ပြီးသားဖြစ်ပါတယ်ဒီလိုခွက်ကဲအလေးချိန်ကိုနှုတ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ CSC ပျော်ရည်တို့ထည့်လိုက်တဲ့အချိန်မှာ950 960 980ဆိုရင်အဲ CSC တွေကရေပေါ်ပေါ်ပါပြီတို့တော့ကြောင်းထွက်လာတဲ့